ဒီနေ့ပိုင်းမှာတော့ဆန်းနှစ်ရွယ်ဘေးလီပတ်စံကစူပါမန်နဲ့စူပါဟီးရိုးတွေရဲ့လောရက်တွေကမှန်လားမလားဆိုတဲ့အကြောင်းကိုပြည်သူလူထုတွေကိုလိုက်မေးနေပါတယ်။လူတချို့ကစူပါမန်ရဲ့လောရက်ကမှန်ကန်အကြောင်းနဲ့လူစုတွေအနေနဲ့သူတို့နေရာသူတို့တည်တည်နေပြီလို့ခံယူထားကြပါတယ်။တချို့လူကြီးသူတွေကလည်းစူပါဟီးရိုးတွေနဲ့ပတ်သက်ပြီးမချမပေးခြင်းကြောင့်နဲ့စူပါဟီးရိုးတွေကသူတို့ရင်ချိုးရင်တော့ချောင်းကြီးနေနိုင်ကြောင်းနဲ့ဘေးလီကိုလည်းဘာလို့အဲ့လိုတွေလိုက်မေးနေတာလဲလို့မေးပါတယ်။ဒီလိုလိုက်မေးနေရတဲ့အကြောင်းအရာကိုသိဖို့အတွက်မနေ့ကဖြစ်ဖြစ်ခဲ့တဲ့ဖြစ်ရစီကိုနောက်ကျောင်းပြန်ရင်ရပါမယ်။ပြည်စည်းတွေနဲ့ပြည်နယ်တွေနဲ့နေရာတခုမှာရင်းလ က်လန်တယောက်အနီးမေ့လဲနေပြီး Wonder Woman နဲ့ Cyborg ကဝေဟင်ကနေ Flash Green Lantern နဲ့ Superman တို့ကိုလိုက်ရှာနေပါတယ် Cyborg ကလဲကြနေတဲ့ Green Lantern ကိုရှာတွေ့သွားပြီးအလွန်မြန်တဲ့အချိန်နဲ့တိုက်ခိုက်ခံနိုင်ရတာမို့လို့ဘယ်သူမှမတွေ့လိုက်ရပဲ Superman ရောက်မြင်လိုက်တာလို့မင်းနေပါတယ်ပျက်စီးတဲ့အောက်မှာပြိနေတဲ့ Superman ကလည်းပျက်စီးတဲ့ဂျားထဲကနေထွက်လာပြီးသူတော်မမြင်လိုက်ရဘူးလို့ပြောပါတယ်အဲဒီအချိန် Cyborg ရဲ့ချက်ပြစနစ်တစ်ခုမှာအစုံတစ်ခုကအချိန်နဲ့လာနေတာမို့လို့ Cyborg ကလေဆာနဲ့ပြည့်မလို့ချိန်နေတော့မှာပဲ Black Adam က Cyborg ရဲ့စိတ်အုပ်လက်ကိုဆဲဖြုတ်လိုက်ပြီးပြင်းထန်တဲ့ထိုးချက်နဲ့ထိုးချပလိုက်ပါတယ်လက်ရှိချိန်မှာတော့ ော့ရှာဇန်လက်ဖြစ်လေဘီလီကစူပါဟီးရိုးတွေရဲ့လောရက်တွေကတရားလွန်နေပြီမထင်ဘူးလားလို့မေးတော့လူတစ်ယောက်ကစူပါမန်အနေနဲ့သူရကြာကပြဿနာတွေပြီးသွားရင်စူပါမန်တို့အနေနဲ့လူတွေရဲ့ဘဝကိုဖျက်ဆီးဖို့ကြိုးစားနေတဲ့ operation တွေကိုအခုညီထောက်ပံ့ပေးနေတဲ့အချင်းပြတ်ကြစားတဲ့နိုင်ငံရေးသမားတွေကိုလည်းအေးအေးယူပေးဖို့ပြောပါတယ်။အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ယောက်ကတော့သူမနေတဲ့နိုင်ငံမှာလူတွေကကောင်းတဲ့ရည်ရွယ်ချက်နဲ့အာဏာရဖို့ကြိုးစားခဲ့ပေမဲ့တကယ်တမ်းလဲအာဏာလဲရရောပြီးနေတာလဲချုပ်ချယ်တာလဲလုပ်လာကြတယ်။သူမအနေနဲ့ကိုကောင်းတဲ့ဘဝကိုရလာဖို့အတွက်သူ့လူမျိုးတွေလက်အောက်ကနေရုန်းထွက်ဖို့အမေရိကကိုပြောင်းရ ရှိပြီးကောင်းမွန်တဲ့ဘဝတစ်ခုကိုအစာပြိုးတတ်နေလို့မရှိသေးတဲ့ဘူးဆိုရင်စူပါဟီးရိုးတွေကကဘာကြီးကိုချဲလဲနေကြပြီးသူတို့ရဲ့လက်ထက်ကနေလွတ်ဖို့ဘယ်လမ်းမှမရှိတော့ဘူးဆိုပြီးသူမရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြောခဲ့ပါတယ်။ Black Adam ကသူ့ရဲ့လက်စားချီမှန်လမ်းမှာပိတ်မြဲတင်မှုလို့ Cyborg ကိုပြောနေတဲ့အချိန် Wonder Woman နဲ့ Superman ရဲ့ကံတဲ့ကြောင့် Black Adam လည်းလွတ်ထွက်သွားပါတယ်။လဲကျနေတဲ့ Black Adam ကို Superman နဲ့ Wonder Woman ကချုပ်ထားပြီး Shazam က Black Adam ကိုမင်းရဲ့လုပ်ရက်တွေကပြီးသွားပြီလို့ပြောတော့ Black Adam ကဒီမျိုးမှရှိတဲ့လူတွေကငါရဲ့မျိုးခံတဲ့ကိုဒုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့ကြတယ်။တိုက်ခိုက်မှုကြောင့်ပဲခံတဲ့ကကလေးငယ် င်များစွာကတည်ဆုံးခဲ့ရတယ်။ငါကခန္ဓာရဲ့ခေါင်းဆောင်တယောက်၊မျိုးရဲ့ကာကွယ်သူတယောက်၊ငါကငါမျိုးကိုလာထီလို့ပြတဲ့ငါရဲ့ဒေါသပဲ။ငါလက်ထဲမှာအင်အားတွေရှိနေတယ်ဗျ။ငါလောက်ရတွေကိုရက်တတ်မှာမဟုတ်ဘူးလို့ပြောတော့ဝန်နာဝမန်ကနင်းကနင်းရဲ့လောက်ရတွေကိုမရဘူးဆိုရင်ငါကအဲ့အာနာတွေကိုလူရုပ်ပြမယ်လို့ပြောရင်လည်းသာဆန်းကိုဘလတ်အာဏံကိုချုပ်ခိုင်းလာပြီးတော့ဝန်နာဝမန်က Last of True ကိုတုံပြီးမိဘတို့ခုမိဘလို့တော့ရှာဆန်းကဝန်နာဝမန်ကိုအဲ့စကလုံးကိုပြောဖို့ဖိအားပေးမယ်ဆိုရင်ဘလတ်အာဏံကအရန်ရှိကြတဲ့လူမလို့လူပုံစံပြောင်းတာကိုခံနိုင်ရင်မရှိတော့ဘူးလို့ပြောတော့ဝန်နာဝမန်ကအဲ့ဒါဆိုရင်တခြားပါ နည်းလမ်းရှိလဲလို့မေးလိုက်ပါတယ်။ဆက်ဆမ်ကဘလက်အရန်ကိုဘယ်လိုလုံးမှလူသက်တာကိုရန်နဲ့နိုင်မလဲလို့မေးတော့ဘလက်အရန်ကမလုံးနိုင်မှာမဟုတ်ဘူး။ငါကဘာညာတမှုမှမရှိပဲတက်နေမှာပဲ။ဟန်တက်ကိုချင်းချောတဲ့ဘသူကိုမဆိုတက်ပြမှာပဲ။မင်းနဲ့ငါကတူတူပဲမို့လို့မင်းနဲ့တည့်ရငါလိုပဲအဆုံးသက်ရလိမ့်မယ်။မင်းတို့အုပ်ချုပ်နိုင်လိမ့်မယ်။ငင်းငယ်ပေါ်ဆောင်နိုင်လိမ့်မယ်။ဒါပေမဲ့လူတိုင်းကမင်းတို့ကိုကြောက်နေရလိမ့်မယ်။အဲ့ချိန်မှာပဲ Wonder Woman က Last of True နဲ့ဘလက်အရန်ရဲ့မော်စကလုံးကဘာလဲဆိုပြီးမေးပါတယ်။ Last of True ရဲ့အစွမ်းကြောင့်ဘလက်အရန်ကသူ့ရဲ့မော်စကလုံးကိုမပြောမိခင်မှာဆက်ဆမ်းကိုဘီလီငင်းကြိပေးပါ။ဟန်တက်ကိုဘေးကင်းအောင်ဆောက်ရှောက်ပါမယ်လို့ပြော ွင်းနဲ့ပဲရှာဇမ်ဆိုတဲ့မော်စကလုံးကိုပြောလိုက်ပါတယ်မော်စကလုံးကြောင့်မိုးကျတဲ့စင်းကလက်အန်အန်စီကိုရောက်လာပြီးဖိုးကြီးတယောက်အသွင်ပြောင်းသွားပါတယ်စကလုံးကိုပြန်ပြောဖို့ကြိုးစားနေတဲ့ဖိုးကြီးလက်အန်တန်ရဲ့ပါဇက်ကိုဝန်နာဝမန်ကလက်လက်ပိတ်ထားလိုက်တာမို့လို့ဘလက်အန်တန်လည်းတိတ်ဆုံးသွားခဲ့ပါတယ်နားမှာရှိနေတဲ့ပြည်သူတွေရောက်ကိုအနေနဲ့မရှိတော့တာမို့လို့တောက်ဖို့မလိုကြောင်းပြောတော့အဲ့လူကသူ့ကလေးနှယောက်ကိုဖတ်ထားရဲ့နဲ့အနေနဲ့မရှိတော့ဘူးဆိုတာဘာကိုပြောတာလဲမာရီရဲ့ပပတ်လေမှာမာရီအနာဂတ်ကိုဆုံးဖြတ်ပေးမယ်ဒေါသထွက်နေတဲ့နတ်ဖျားတွေပြည့်နှက်နေတာပဲလို့ပြောတော့ရှာဇမ်ကသူ့နားလဲသာကြောင်းပြောပါတယ်ဟိုလူကမင်းကဘာကို ုနားလည်မှာမင်းလည်းသူတို့နဲ့တပွဲတည်းပဲလေမင်းတို့နဲ့သက်ဆိုင်တဲ့ကောင်းငင်ဝယ်ပြသွားကြပါမာရီရဲ့ခံစားချက်တွေကိုနားလည်ကြအောင်မဆောင်မပြောလိုက်ပါနဲ့သူရဲ့ကြောင်ရွံထိတ်လန့်မှုတွေနဲ့ပြည့်နှက်နေတဲ့ဇကားရဲ့အဆုံးမှာတော့ဘီလီတယောက်စိတ်ထဲမှာလူတွေရဲ့ခံစားချက်ကိုနားလည်နိုင်ပြီးအဲ့လိုနားလည်လာကလည်းတယောက်တည်းရှိနေအောင်တဲ့သူကပြည်သူတွေထဲကပြည်သူတယောက်ဖြစ်နေတာပဲဆိုတာကိုတွေ့ရင်လက်ရှိကာလဘီလီအနေနဲ့စူပါဟီးရိုးတွေကြောင့်လူတွေဘယ်လိုခံစားနေရလဲဆိုတာသိအောင်လိုက်မိနေတာလည်းဖြစ်ပါတယ်နောက်ဆုံးတယောက်အနေနဲ့ဂျာဆန်းဆိုတဲ့မော်ဇယ်လုံးကိုပြောရင်ပညာရှိဆော်လမွန်ရဲ့ဤပညာကိုသုံးပြီးသူတို့ရဲ့လောက်ရက်တွေကမ မန်ကန်ရဲ့လားဆိုရယ်မေးခွန်းကိုမေးတော့တော်မွန်ရဲ့အသိပညာရှိတဲ့ရှာဆန်းကစူပါမန်ရဲ့လုပ်ရက်ကပိုကောင်းတဲ့အရာတွေကိုဖော်ဆောင်နေတာမို့လို့မှန်ကန်ကြောင်းပြောပါတယ်။ဒေးလီဘတ်စတန်ကသူ့အနေနဲ့သက်ဆက်နဲ့သားရွယ်ဖြစ်နေတာမို့လို့အဲ့လိုမထင်ကြောင်းပြောပါတယ်။ရှာဆန်းကဘီလီအနေနဲ့တော်မွန်ရဲ့အသိပညာသာမရှိရင်ဒီကိစ္စပေါ်ဘလို့မြင်မလဲလို့မေးလိုက်ပါတယ်။ဘီလီကသူကရှာဆန်းတို့ခဲ့တဲ့မြတ်အရာအလုံးကိုမြင်ခဲ့ကြောင်းနဲ့အယွန်ထိတ်လန့်နေတဲ့အတ္တလန်သစ်ပြည်သူတွေရဲ့မျက်နှာသူ့ပြည်သူတွေပေါ်ကာကွယ်မှုကြိုးစားနေတဲ့အကွာမန်ရဲ့လုပ်ခဲ့တဲ့လုပ်ရက်သွားရတာမရှိတော့ရင်ဘလက်အတန်တည်သွားမှာကိုမသိပဲဖမ်းချုပ်ထားမိ းခဲ့တယ်။ပညာရှိဆော်လမွန်ရဲ့အသိပညာကိုပိုင်ဆိုင်လာတဲ့ရှာဇန်းအနေနဲ့ဥပါမိုင်းရဲ့လုပ်ရည်ကိုမှန်တယ်လို့ထင်နိုင်ပေမဲ့သူ့လိုငယ်ရသေးတဲ့လူတစ်ယောက်ကဒီကိစ္စတွေကိုဖျက်သိမ်းတယ်လို့မထင်ကြောင်းနဲ့သူ့အနေနဲ့ဒုက္ခကိုခံစားမိကြတာမို့လို့သူ့လိုချင်တဲ့အဖြေရပြီလို့ပြောလိုက်ပါတယ်။ဒုကာရဲ့မယူးရဲ့ဆန်တဲ့လုပ်ရည်တစ်ခုကြောင့်လူတန်းပေါင်းများစွာရဲ့အသက်တွေကဆုံးရှုံးသွားတာအခုဆိုရင်တလားရှိခဲ့ပြီ။နေတဲ့စီကားနေတဲ့လမ်းတွေကအခုဆိုရင်သိစေချောက်ကမှုတွေနဲ့ပြည့်နေနေခဲ့ပြီ။အဲ့ကိုဘယ်သူမှမသွားတော့သလိုအဲ့ကနေလည်းဘာတမ်းမှမကြရတော့ဘူး။ဒါပေမဲ့ကုစက်နဲ့စကလုံးနှလုံးမဲ့ပါတဲ့အတန်တစ်ခုကသိစေပြီးချောက်ကနေတဲ့မြို့တွေကလည်းထွက်ပေါ် ေါ်လာခဲ့တယ်။ငါသက်ရှင်နေသေးတယ်ဆိုတဲ့အတန်ကပျက်စီးနေတဲ့မရိုပိုးလေးမျိုးကနဲ့ပဲ့တင်တယ်လို့ထွက်လာခဲ့တယ်။အဲ့အတန်ကို Justice League Watch Tower ကနေ Superman နဲ့ Justice League ဖွဲ့သားတွေကကြားနေရတာမို့လို့ Cyborg ကလူကြီးတဲ့အတန်တစ်ခုတည်းကိုထက်ခတလဲလဲလွင့်နေတာဆိုတော့တန်သွင်းလာတာဖြစ်နိုင်ကြောင်းပြောပါရတယ်။ Superman ကသူ့သွားကြည့်လိုက်မယ်လို့ပြောတော့ Cyborg နဲ့ Wonder Woman ကမသွားဖို့တားပါတယ်။ Green Lantern ကလည်းသူတို့ကအာနာရှင်တဲ့လူတွေနဲ့ပဋိပက္ခတွေဖြစ်လာကြောင်းနဲ့ပျက်စီးနေတဲ့ပြည်နယ်တွေနဲ့အတန်တစ်ခုကအတန်တစ်ခုခုကြားနေရတယ်ဆိုတာကမဖြစ်နိုင်တဲ့ကိစ္စဖြစ်ကြောင်းပြောပါရတယ်။ Marvel Poland မြို့တော်ဝိုက်ကထိခိုက်ပျက်စီးမှု တွေများနေတာမို့လို့တယောက်ယောက်ကစူပါမန်ကိုပြစ်ချဖို့ကြံစည်ထားတာဖြစ်နိုင်ကြောင်းစိုက်ဘော့ကပြောတော့မာရှိုပိုးလင်းမှာသာတယောက်ယောက်သက်ရှင်နေသေးတယ်ဆိုရင်သူလေးလူရှိတာမှမဟုတ်ကြောင်းပြောပါတယ်စူပါမန်သာသွားမယ်ဆိုရင်သူလည်းလိုက်ခဲ့မှာဖြစ်ကြောင်းနဲ့ပောက်ကွဲမှုကြောင့်မာရှိုပိုးလင်းမှာဓာတ်ရောင်ကြီးတွေကမြင်မနေတော့မို့လို့သူရဲ့စရုပ်ခန္ဓာကိုယ်ကသိခံမှာမဟုတ်ကြောင်းစိုက်ဘော့ကပြောပါတယ်ဂရင်းလန်တန်ကသူကလက်စွပ်အစွမ်းနဲ့ဓာတ်ရောင်ကြီးကိုကာထားနိုင်တယ်လို့ဝန်ဒါဝူမန်ကလည်းခံနိုင်တာမို့လို့သူတို့လည်းလိုက်ခဲ့မယ်လို့ပြောပါတယ်အဲလိုဒါကသာထောင်ချောတစ်ခုဆိုရင်သူတို့လည်းအစင်းနဲ့ပြင်ထားလို့ရကြောင်းပြောပါတယ်အဲနောက်စူပါမန်ဂရင်းလန်တန်နဲ့ဝန်ဒါဝူမန်တို့က တယ်လီပို့ဆက်တွေကလည်းတစ်စင်းပျက်စီးနေတဲ့မရိုပိုးလေးမျိုးတွေကိုတယ်လီပို့ပြီးရောက်လာကြပါတယ်။စူပါမန်ကသူ့ရဲ့ X-ray vision နဲ့ညိုတဲ့ကိုလိုက်ကြည့်နေပြီး Green Lantern ကလည်းလက်စွပ်ကနေရေဒီယိုချက်ပြစနစ်ကိုကြည့်ရင်းနဲ့ပျက်စီးနေတာဆောင်းအောင်တစ်ခုငါရောက်လာကြပါတယ်။တန်ကစာအုပ်ရဲ့မြေောက်ခန်းကနေလာတာမို့လို့အမန်တို့လည်းချက်ပြတဲ့မြေောက်ခန်းထဲကိုဆင်းမှာမို့လို့အပြင်မှာဆောက်ပေးဖို့ Green Lantern ကိုပြောပြီးအောက်ကိုဆင်းသွားပါတယ်။အောက်ထပ်မှာတော့ကြီးမားတဲ့အခန်းကြီးတစ်ခုရှိနေပြီးစူပါမန်ရဲ့ X-ray vision နဲ့တော့အခန်းထဲမှာပါရှိလဲဆိုတာကိုဟောက်ကြည့်လို့မရဖြစ်နေပါတယ်။ Wonder Woman ကတယောက်ယောက်ကသူတို့ကိုစောင့်ကြည့်နေတယ်လို့ခံစားနေရကြောင်းပြောတယ် ော့ Greenland တန်းကလည်းသူတို့အနေနဲ့အဝေးကနေစောင့်ကြည့်နေတဲ့ကြောင်ပြောပါတယ်။ဒါပေမဲ့ Superman ကဘယ်သူစကားမှနားမထောင်ပဲအခန်းတကကိုဆွဲခါလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ချက်ဆုံးတငယ်ချင်း Lex Luthor ကိုတွေ့လိုက်ရပြီး Superman ကလည်းသူ့တငယ်ချင်းကိုဝမ်းသာအားအပြည့်ဖက်လိုက်ပါတယ်။ Lex Luthor ကအခုလိုမျိုးတစ်ခုခုသာဖြစ်လာရင်ဆိုပြီးကြိုတင်စီစဉ်ထားခဲ့တာကြောင့်လည်းဘာတွေဖြစ်ခဲ့တာလဲဆိုပြီးမေးပါတယ်။ Superman ကဒီနေရာမှာနျူကလ িয়ার ပောက်ကွဲမှုတွေကြောင့်ဓာတ်ရောင်ခြည်တွေပြင့်နေတာမို့လို့အဲ့ကိစ္စတွေကိုနောက်မှပြောမှာဆိုပြီးပြောပါတယ်။ Bat Cave ရဲ့မြောက်တနေရာမှာတော့ Batman ကဇုံတယောက်နဲ့စကားပြောနေပြီး Lex Luthor အသက်ရှင်နေတဲ့ကြောင်ပြောပါတယ်။အမောင်နဲ့ က်ကလူကလည်း Lux က Jesse Quick လို့ခေါ်တဲ့ Flash လိုမျိုးအယံမြန်တဲ့ Super Hero ကိုလာလာပေးပြီးငားတာကြောင့်နဲ့အဲ့တယောက်ရဲ့အလုပ်ကအခုလိုမျိုးကိစ္စတွေကြုံလာရင် Lux ကိုလုံခြုံတဲ့နေရာကိုပို့ပေးဖို့ဖြစ်ကြောင်းပြောတော့ Batman ကအဲ့ဒါဆိုသူကဘယ်ရောက်သွားပြီလဲလို့မေးပါတယ် Jesse Quick က Nuclear ပေါက်ကွဲတဲ့အချိန်သူ့တာဝန်အတိုင်း Lux ကိုဘေးကင်းရစီပို့ပြီးလူတွေကိုကယ်နိုင်လိမ့်မယ်လို့ Lux ကယုံကြည်ထားပြီးတော့ Jesse ကလည်းသူ့အမြန်နှုန်းနဲ့လူတွေကိုကယ်ဖို့ကြိုးစားပေမဲ့သူက Flash ရဲ့အမြန်နှုန်းကိုမမီတာမို့လို့ Nuclear ပေါက်ကွဲမှုတွေပါသွားကြောင်းသတင်းတွေထပ်မရခင် Wonder Woman ကအယုံခံမိသွားတာမို့လို့အထွက်လာကြအောင် ောင်းတဲ့ကလူကပြောပါတယ်ဘတ်မန်ကလည်းနင်နာယူမဒိုင်ယာနာကိုသတိထားရမှာဖြစ်ကြောင်းနဲ့လက်စတူဂါကရောအခုပဲမှလည်းလို့မေးတော့သူက Justin Lee မှန်ပါတယ်နဲ့တွေ့ကျင်ကြောင်းပြောတယ်လို့ပြောပါတယ် Justin Lee Watch Tower မှာတော့လက်စတူဂါက Justin Lee မှန်ပါတယ်နဲ့တွေ့နေပြီးလက်ကပမန်းတို့အနေနဲ့ကဘာကြီးကိုပိုကောင်းလာအောင်ကြိုးစားတာမှန်ပေမဲ့အဲ့ကိစ္စတွေကတကယ်ကိုကင်တွေရဲ့ခတ်ကြောင်းနဲ့စူပါမန်တို့မှလည်းလူအင်ကနဲနေတာမို့လို့ကဘာလုံးကိုငင်းငင်းပေါ်ဆောင်နိုင်ပေမဲ့အဲ့ငင်းငင်းကြီးကိုရှင်ရှင်ထင်းထင်းသာနိုင်မှာမဟုတ်ကြောင်းဒီလိုတိကျလွယ်တဲ့ကိစ္စတွေကိုဗယံမတာနည်းနဲ့မဟုတ်ပဲစနစ်တကျအစီအစဉ်ဆွဲပေးဖို့သူကူညီမှာ ဖြစ်ကြောင်းပြောပါတယ်ဝန်ဒါဝူမန်ကလက်စူတာကစူပါမန်တငယ်ချင်းဖြစ်နေပေမဲ့ဘာကြောင့်ယုံကြည်ရမလဲလို့မေးပါတယ်ဆရာဘတ်တာတော်အန်ဂျူဘိုမြင့်နဲ့အန်ဂျူလေဗယ်225ရှိနေတဲ့ဉာဏ်ကြီးရှင်လက်စူတာကစူပါမန်ကဆလို့အားလုံးရဲ့ identity တွေကိုအမှန်ပြပြလိုက်တာမို့လို့အကုန်လုံးနဲ့အံ့ဩသွားပါတယ်လက်စ်ကမင်းတို့ရဲ့လျှို့ဝှက်ချက်တွေကငါ့အတွက်လျှို့ဝှက်ချက်မဟုတ်ခဲ့ဘူးဒါပေမဲ့သူကအားလုံးကိုပြန်မပြောဘဲလျှို့ဝှက်စာနေခဲ့တယ်မင်းတို့ရဲ့နောက်ွယ်ကနေမင်းတို့ချီးရတဲ့လူတွေကိုကာကွယ်ပေးနေခဲ့တယ်မင်းတို့တွေမသိလိုက်ပဲအချိန်ကြာကြီးငါ့ကိုယုံကြည်ခဲ့ကြတယ်အခုလည်းထပ်ပြီးယုံမှုနဲ့သူကစူပါမန်တို့နဲ့ပူပေါင်း ်ညွှန်ပြောပါရတယ်။နောက်တစ်ကောင်ကကောင်းကင်ရံမှာတိတ်ဆိတ်စွာပြန်ဝင်ရင်ပြည်မျိုးကိုစဉ်ဆက်မပြတ်ထောက်လန်းနေပါတယ်။တိတ်ငဲ့ရဲ့သူရှားတဲ့မျက်စိအောက်ကနေတားဟုန်ကလွတ်သွားတာမျိုးမရှိပဲဝေဟင်မှာရပ်ပတ်ရင်းတဲ့အချိန်ကောင်းကိုစောင့်နေပါတယ်။ပြမကိုရွေးချယ်လိုက်ပြီးတာနဲ့ညီပြုံကိုတဟုန်လို့ဆင်းလာပြီးသူ့ရဲ့တားကောင်ကိုဖမ်းလိုက်တယ်လို့ပဲ။ဟော့ကဲကပြည်သူတွေရဲ့ငွေနဲ့ပြည်သူတွေကိုပြန်ဖိနှိပ်နေတဲ့စစ်တပ်ရာရှိကိုဖမ်းရင်းနဲ့ဝေဟင်ထက်ကိုပြန်တမ်းသွားပါတယ်။အဲအဖြစ်ပြက်ကိုဘတ်မန်က စောင့်ကြည့်နေပြီးချက်ပြလိုက်တာနဲ့ကပတိန်အတန်ကဟော့ကဲရဲ့လက်ထဲကရှိနေတဲ့အရာရှိကိုပြန်လို့ရင်သူကလည်းလက်လိုက်တန်ရဲ့လက်စစ်ကြောင့်တင်းငက်ကင် င်းလေးဖြစ်သွားပါတယ်။နောက်လေးပဲကြံတဲ့ဟော့ကဲကို Huntress ကမေးစေးများနဲ့ပြစ်ပြီးချော်သိမ်းလိုက်ပါတယ်။ Now Woman တယောက်မိုးတဲထန်စွာရွာနေတဲ့ရှီပြောင်းဒုက္ခတဲ့စကန်တစ်ခုရဲ့ကောင်းငင်ရံမှာရက်နေရဲ့စစ်ပွဲတွေစားပြက်လက်မှုတွေကြောင့်လူတန်းပေါင်းများစွာကဆိုမာလီယာနိုင်ငံရဲ့မြို့တော် Mogadishu ကိုဆုံးခွာသွားကြပါတယ်။မိုးရသည်ကိုပြန်လဲရောက်ရှိလာခဲ့ပြီးမိုးသေးပြီးလေပါပါလာရင်ဂရုပြန်အဟောင်းလေးနဲ့လှုပ်ထားတဲ့ရာရီတဲလေးတစ်ခုကလွင့်မောသွားလိမ့်မယ်။မိုးကတွေတန်ရှင်းနဲ့တောက်ရည်တွေမရှိရင်ရေကြီးတဲ့ကကြုံလာရမယ့်ကပ်ဘေးကိုကျော်လာနိုင်ကြမှာမဟုတ်ဘူး။ရှိတဲ့လူတွေက Mogadishu ကနေရှီပြောင်းလာကြတဲ့လူတွေဖြစ်ပြီးအများစုက တော့မျိုးသမီးနဲ့ကလေးတွေဖြစ်တယ်တကယ်တမ်းလက်နဲ့ကင်နာတဲ့လူတွေကိုကြည့်လိုက်ရင်တော့မျိုးသားတွေပဲရှိတယ်ထိန်းချုပ်မရှိတနက်ကင်နာပြီးဒုက္ခတွေတွေနဲ့မျိုးသမီးတွေရဲ့ဘဝကိုကာကွယ်ရမယ့်အစားစစ်သားတွေကအမျိုးသမီးတွေရဲ့ဘဝကိုဖျက်ဆီးခြင်းတိုင်းဖျက်ဆီးနေခဲ့တယ်အမောင်တွေကငိုတန်းတွေကြောက်ရွံ့မှုတွေအကြမ်းဖက်မှုတွေကပြဖြစ်နေ900ကျော်မှာထက်ကတလဲလဲဖြစ်နေခဲ့တယ်ဒါပေမဲ့ကြောက်ရွံ့ထိန်းလန့်စွာအော်နေတဲ့အော်တန်တွေကြားမှာဦးညီကယ်တယ်မဲ့လူတယောက်မှမပေါ်မလာခဲ့ဘူးလို့တွေးတော်ရင်ဝါနာဝမန်ကလက်နက်ကအကြမ်းဖက်စစ်ဘုတ်တယောက်ရဲ့လေဘင်းကိုလက်ဆော့ဖော်ဖူးနဲ့ညှစ်ထားရင်အကုန်လုံးကိုထွက်လာဖို့အော်ခဲ့လိုက်ပါတယ်ဝါနာဝမန်က ကဒီကောင်းကိုသူခေါ်သွားတော့မှမို့လို့အလုံးအေးအေးချမ်းနေသွားရလိမ့်မယ်လို့ပြောတော့နန်ချင်းခံရတဲ့မျိုးသမီးကမာနာဝမန်ကသူ့ကိုကောက်ွယ်ဖို့ဒီမှာနေသွားတော့မလားလို့မေးတော့ဝမန်တယောက်ဘာမှပြန်မဖြေတာမို့လို့အဲ့ခဲကမျိုးသမီးတယောက်ကအန်းသွားတာနဲ့ဒါတွေကရက်တန်သွားမှာမဟုတ်ဘူးသူမရှိတော့ရင်သူ့နေရာကိုအစားဝတ်မဲ့လူကအများကြီးပဲသူ့လူတွေကညာတိုင်းထရောက်လာကြအောင်ပါပဲသူ့ပေါ်ကိုမာယိုနဲ့မျောလင်းချက်တွေပေးနေတာကမှားနေကြဝမ်နာဝမန်ကိုပြောပါတယ်အဲ့မျိုးသမီးရဲ့စကားအဆုံးမှာဝမ်နာဝမန်တယောက်ကတခုခုကိုသဘောပေါက်လိုက်ပြီးဝကြီးဆိုတဲ့လူကိုသူ့တသားတွေနဲ့လူတွေအားလုံးရဲ့အရှိမာပဲဆက်ဆက်တက်ပြ လိုက်ပြီးဟက်ကစစ်သားတွေကလည်းဝန်နာဝမရဲ့အကြီးတချက်မှာတဲ့ချက်တည်တည်နေကြပြီးလက်နက်တွေကိုချလိုက်စမ်းဆိုတဲ့အတန်အဆုံးမှာသူတို့ရဲ့တနက်ကလွတ်ကျသွားခဲ့တယ်ဝန်နာဝမကအဲ့မှာရှိနေတဲ့အမျိုးသမီးတွေကိုတနက်ကောက်ခိုင်းလိုက်ပြီးသူပြန်လာမှဖြစ်ကြောင်းနဲ့ဒီဘွားကြီးမှဆွံ့ညံ့သွားမှာမဟုတ်ကြောင်းနဲ့ဒီကလူတွေကိုလည်းစိတ်တန်းကစီရင်မှုပြောရင်ပြန်ထွက်သွားပါတယ်အားနေပြီးနှိမ်ခံဖိနှိမ်ခံကြောက်ရွံ့မှုဆိုးရိမ်မှုတွေနဲ့ပြင်းထန်နေတဲ့အမျိုးသမီးတွေကသူတို့ပေါ်ကျူးလွန်နေခဲ့တဲ့လူတွေအကုန်လုံးကိုဆုံးစီရင်ပေးလိုက်ပါတယ်ဝန်နာဝမတယောက် Justice League Watch Tower ကိုပြန်ရောက်လာတဲ့အချိန်မှာတော့စူပါမန်ကဆက်သွယ်နေတာမရလို့ဘယ်သွားနေတာလဲလို့မေးလိုက်ပါ ါတယ်ကဟုတ်ကဲ့အဖမ်းခံလိုက်ရကြောင်းနဲ့ Captain Atom Black Lightning နဲ့ Iris တို့ကအဖွဲအနေနဲ့လှုပ်သွားတာဖြစ်ကြောင်းပြောနေတော့ Wonder Woman က Captain Atom ပါလာပြီဆိုရင် American Soldier လည်းပါလာတာဖြစ်နိုင်ပြီး Iris ကဘာကိစ္စပါလာတယ်လို့မေးပါတယ်သူကအဲ့ဒါကဗတ်မန်ရဲ့လက်ချက်ဖြစ်နိုင်ကြောင်းပြောရင်မင်းတို့လူရင်းအားလေးနဲ့တကဘာလုံးကိုစောင့်ကြည့်ဖို့မဖြစ်နိုင်တာမို့လို့အခုလိုဆက်လုပ်နေရင်ချင်းချင်းခင်ရလိမ့်မယ်လို့ပြောပါတယ်ဆက်ပြီးတော့ Black ကမင်းတို့တွေလူတွေထပ်လို့လိမ့်မယ်အဲ့တော့ဘသူ့ကိုခေါ်ရမလဲဆိုတာလည်းသိသွားပြီလို့ပြောပါတယ် Batman က Hawkeye ကို Batgate မြောက်ခန်းအချင်းတစ်ခုမှာဖမ်းလာပြီး Catwoman ကလည်း Hawkeye ကစစ်တပ်က ခေါင်းဆောင်ကိုဖမ်းမယ်ဆိုတာဘလို့သိသွားတယ်လို့မေးတော့ဘတ်မန်ကပြောပြဖို့မလိုကြောင်းပြောပါတယ်။ဘတ်ဝမန်ကဘတ်မန်အနေနဲ့အခြားသူတွေကိုမပြောပြခြင်းပေမဲ့သူ့ကိုတော့ပြောပြနိုင်ကြောင်းနဲ့ဟော့ကဲကိုအတလုံးဒီမှာဖမ်းထားတာကသူရဲကောင်းဆန်နှလုံးရမဟုတ်ဘူးတော့လို့ပြောတော့ဘတ်မန်ကသူကတပတ်တည်းဖမ်းထားမှာဖြစ်ကြောင်းပြောပါတယ်။အဲ့ချင်းကဝမန်ရဲ့ဆက်သွယ်ရေးစနစ်မှာသူတို့တွေကဟော့ကဲကိုတကမ္ဘာလုံးပတ်ပြီးနေလန်ရှာနေပြီဆိုပြီးပြောတော့ဘတ်မန်ကရှာမှာမဟုတ်ဘူးလို့ပြောပါတယ်။ Destiny Watch Tower မှာတော့ Flash ကသူတို့လူတယောက်ပြောနေတဲ့အချင်းခြားလူတယောက်အကြောင်းကိုဘာကိစ္စပြောနေတာလဲ။သူတို့ဟော့ကဲကိုရှာရမယ်လို့ပြောတော့ကျွန်တော်ကျမ ကိုရှာဖို့မလိုဘူးဆိုတဲ့အတန်နဲ့တူဟော့ကဲကရောက်လာပါတယ်တကယ်တော့ဆရာသခင်ကိုရောဘတ်ကဟော့ကဲကိုဖမ်းလာပြီးစူပါမန်တို့လိုက်မရှာနိုင်အောင်တရားရုံးနဲ့စားသွရတာဖြစ်ကြောင်းဘတ်မန်ရဲ့ကစားကွက်ကိုကတ်ဝူမန်တယောက်ကြည့်ပြီးပြုံးရင်းနဲ့ပဲ Injustice Court MS ကိုမဲအပိုင်းခွင့်ကအဆုံးသတ်ထားပါတယ်ဒီအပိုင်းမှာညီမကောင်းတာတွေရောလုံမအားတာတွေရောကြောင့်ဗီဒီယိုလေးတင်ဖို့ကြာနေတာလေးကိုနားလည်ပြဖို့တောင်းဆိုချင်ပါတယ်နှစ်ရချတဲ့ဖို့လို့ဗီဒီယိုလေးတွေကိုတင်ပြဖို့ကြိုးစားနေတာမို့လို့ DC Marvel Comic တွေနဲ့ Manga တွေကိုဖတ်ရတာသဘောကျတယ်ဆိုရင် Channel လေးကို Like and Subscribe လေးလုပ်သွားပြဖို့တောင်းဆိုချင်ပါတယ်